မင်္ဂလာပါဆီယန်တိုင်းရဲ့နော်လေးစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့တရုတ်နိုင်ငံအခြေဆိုင် SUNC CCTV မိကြောင်းအကြောင်းကိုတက်ဆက်ပေးမှာပါ SUNC အမှန်စိတ်ဆိုလာမိကြောင်းဟာညဘက်ဒီမှာမီးထွန်းရုံနေမကပဲခြံဝင်းပြင်နဲ့ခြံဝင်းတဲကလုံကြုံရေးအတွက်စောင့်ကြည့်ကင်မရာတွေတက်ဆင်ထားပါတယ်အဲ့ဒီမိကြောင်းဟာ360ဒီဂရီလှည့်နိုင်တဲ့ CCTV ကင်မရာတစ်ခုဒါမှမဟုတ် ကင်မရာနှစ်ခုကိုတက်ဆက်အသုံးပြုနိုင်တာပေါ့အသုံးပြုသူတွေအနေနဲ့ Wi-Fi တမမဟုတ် 4G ကိုရက်နဲ့ချိတ်ဆက်ပြီးသူတို့ရဲ့ mobile phone တွေကတစ်ဆင့် solar မီးကြောင်းမှာတက်ဆင်ထားတဲ့ကင်မရာတွေနဲ့လုံခြုံရေးအခြေအနေကိုစောင့်ကြည့်နိုင်ပါတယ်အဲ့ဒီ solar မီးကြောင်းကိုနေရောင်ခြည်စွမ်းအင်နဲ့အသုံးပြုနိုင်ပြီးနောက်ထပ်ပြင်ပစွမ်းအင်အရင်းမြစ်ကိုအသုံးပြုစရာမလိုပဲအားအပြည့်တွင်ထားရင်ရှင်အနေငယ်ကြတဲ့အထိအသုံးပြုနိုင်တာပေါ့ဒါပြင်အဲ့ဒီမီးကြောင်းမှာ radar ion gun စနစ်ပါဝင်တာကြောင့်တော်ရှားနေတဲ့အရာတွေကို ရေဒါကတဆင့်ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ကိုအုံပြုမဲ့ပတ်ဝန်းကျင်နေရာအစဲဝန်းအလိုက်ဝတ်အားကိုအမျိုးမျိုးအုံပြုနိုင်ဖို့အတွက်အမျိုးအစားပေါင်းစုံရှိပါတယ်။ဒီဆိုလာမိเจ้าကိုအုံပြုရတဲ့အတွက်အာသာချက်ကတော့ညဘက်တွေမှာမီးထွန်းယုံတာမကပဲ24နာရီပလုံးကိုချံဝင်းအနာကအခြေအနေတွေကို ဖုံးတဲ့ကနေစောင့်ကြည့်နိုင်မှာပါ။ဒါပြင်ဆိုလာဆွမ်းအင် ဖြစ်တာကြောင့်မီတာကကုန်ကျစရိတ်ကိုတက်တာစီပြီး တဘာဝပတ်ဝန်းကျင်ကိုလည်းအထီးခိုင်မဖြစ်စေပဲလုံခြုံရေးကိုလည်းပုံမှုမြင့်တင်နိုင်မှာဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့တရုတ်နိုင်ငံအခြေစိုက် SUNC CCTV မိကြောင်းအကြောင်းပဲဖြစ်ပါတယ်နောက်ပတ်ဒီမှာလည်းတခြားစိတ်ဝင်စားဖွယ် knowledge စီစဉ်တွေကိုတင်ဆက်ပေးသွားအောင်ပါ